ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ဘုရားသခင်ကိုတည်တော်အကျိုးဆိုရက်ကောင်းစဉ်လေးနဲ့ခွာပေးတော်မှာဖြစ်ပါတယ်။ဒီနေ့တော့ပဝန်ကျင်မှာဆူညံနေတာဖြစ်တဲ့အတွက်ကားထဲမှာအတန်သွင်းရတာဖြစ်တဲ့ဒါကြောင့်နော်နားလည်ပေးဖို့အတွက်ပြောလိုပါတယ်ပေါ့။ယေရမိအနာဂတိကျမ်းအခန်း20ဆာပိုက်16ကိုဖတ်ပါမယ်။သူသည်ဆင်းရဲမွတ်သိပ်သောသူတို့ အမှုကိုစောင့်၍တရားသဖြင့်စီရင်၏ထိုတုတ်ပြု၍ကောင်းစားခြင်းရှိငါကိုတည်တော်အကျိုးမဟုတ်လောလို့ပြောရတွေ့ရတယ်ဒါဘာတူလဲဆိုတော့သူသည်ဆိုတော့ကနော်ယောရှိမင်းကြီးကိုပြောတာဖြစ်တယ်နော်ဘာတူပြောတာလဲဆိုတော့ယောရှိမင်းကြီးရဲ့သားအီလီယာကိန်ပေါ့နော်ဒီနေရာမှာတော့သူကဟိုယောယကိန်လို့နော်ဖာရောနီခေါ်နာမည်ပြောင်းပေးထားတယ်နော်ဆိုတော့ ဒီဟာလာယောယကင်ကြီးကလည်းမဖြစ်နေလေဘယင်ဖြစ်နေပြီဂျူးဘယင်ဖြစ်နေတယ်သူ့ဖေကယောရှိအဲ့တော့ဒီယောယကင်ကနော်သူကဖះကိုမကြောက်ဘူးနေချင်းတလို့နေတယ်နော်အဲ့လိုနေချင်းတလို့နေတဲ့ခါမှာသူကဖះသခင်ကမင်းဖေကိုကြည့်ပါဦးတဲ့နော်မင်းဖေကိုကြည့်ပါဦးတဲ့ သူကငါ့ကိုတိတဲ့တွေ့တဲ့နော်ဟာလာငါ့ကိုတိတဲ့တွေ့စင်းသားတွေရအမှုကိုစောင့်နေမဟုတ်လားတဲ့နော်အဲ့ဒီတွေ့သူကပါလဲဖះကိုတိချင်းရဲ့အကျိုးကကောင်းစားတယ်မဟုတ်ဘူးလားတဲ့နော်ထို့သူပြုတ်ရကောင်းစားခြင်းရှိဒီလိုသူ့ရဲ့သားကိုသူကပြောနေခြင်းဖြစ်တယ်နော်ယောရှိရဲ့သားကို သူ့ဖေကိုအတူယူဖို့ပြောနေတာဆုံးမနေတာဘုရားသခင်ကအဲ့တော့ယောရှိယာဘုရားသခင်ကိုချစ်တဲ့နေရာမှာနော်ဒီဧတရီလဘယင်ဂျူးဘယင်ထဲမှာသူ့သူနဲ့တူလို့မရှိဘူးတဲ့အကျမ်းစာကဒါပေမဲ့သူ့သားကြတော့နော်အစင်ဆက်ဘသူ့မှာဘုရားကိုမကြောက်ဘူးနေချင်တိုင်းနေတာမင်းတို့အဖေက ငါ့ကိုတိတဲ့အကျိုးနေတဲ့ကောင်းစားတယ်မင်းတို့မသိဘူးလားတဲ့အဲ့တော့မင်းတို့အဖေကိုခြေအောင်နင့်ကြဆမ်းပါလို့ဖခင်ကပြောနေခြင်းဖြစ်ပါတယ်ဒီနေ့သားသမီးများနော်သားသမီးများအားပေးခြင်းနဲ့ကို့အဖေဟာလာဖခင်သခင်ကိုကြောက်ရွံ့တဲ့ကို့အဖေရဲ့ခြေအောင်နင့်ကြပါလို့ပြောခြင်းနဲ့အဲ့တော့ယောရှိကသူကသူ့ထိုးထုတ်ပြည့်ရတဲ့ကောင်းစားခြင်းရှိ၏ သူကဘာလုပ်တာလဲစင်းရင်ငတ်မတော်သူတွေအမှုကိုစောင့်နေသူတို့ကိုဝါဆိုကြွေးမှုရဲထောက်မှတယ်အဲ့ဒါကြောင့်တဲ့သူကထို့သူပြည့်ဝကောင်းစားခြင်းရှိဆိုတာအဲ့ဒီကောင်းစားခြင်းကသူကဘယင်ဖြစ်တဲ့အတွက်တော့လဲနန်းတော်ရှိတာပေါ့ရှင်ဝင်ဥစ္စာစီးစိမ်လည်းရှိတာပေါ့အဲ့ဒါကိုအတိအကပြောတာမဟုတ်ဘူးယောရှိရဲ့အတ္တတံမှာကောင်းစားခြင်းဆိုတာဘာလဲဆိုတော့မကောင်းမှုဒုစရိုက်ဒီအလုံးကိုရှောင်တယ် ဖျားသခင်မနှက်တတ်တဲ့အကျင့်တွေအလုံးကိုသူ့တက်တာမှာရှောင်တယ်ပြီးရင်ဖျားသခင်နှက်တတ်တော်မူသော အမှုတွေအလုံးကိုလှုပ်တယ်အလိုတော်ကိုဆောင်တယ်တဟာသူ့ရဲ့ကောင်းစားခြင်း ဖြစ်တယ်ဆိုတာတွေ့ရတယ်အဲ့တော့ပတကပွဲတော်မှာဘယင်ကဒီသူပဲလှုပ်တာဘယ်ဘယင်မှမလှုပ်ဘူးဒီလောက်ထိသူကကောင်းစားတယ်တွေ့ရတယ်ပြီးတော့လေအဲ့ကောင်းစားခြင်းမှာဘာပါသေးလဲ ဆင်းရဲသားတွေမွတ်သိငတ်မွတ်တဲ့သူတွေကိုစောင့်ပါတယ်ဒီလိုတွေ့ရပါတယ်ဒါဟာဖရာသခင်ကိုတည်တော်အကျိုးဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့ဖရာသခင်ကိုတည်ဖို့အလွန်ရည်ကြီးပါတယ်ဖရာသခင်တည်ရဲ့အကျိုးဟာလူတချို့တွေအတွက်တော့နော်တခါလေမှာယာဒူးတွေအာနာတွေအောင်မြင်မှုတွေကြော်ကြားမှုတွေကြွယ်ဝချင်းနေတဲ့တိုင်းလေရှိပါတယ် ဒီနေရာမှာတော့ယောရှိရဲ့အသက်တာကိုတိုင်းတဲ့ခံမှာတော့ဖျားကိုတိချင်းရဲ့အကျိုးဟာနော်ဖျားသခင်အလိုတော်နဲ့ညီအသက်ရှင်ခြင်းဖြစ်တယ်အလိုတော်နဲ့မညီတဲ့အရာအလုံးကိုပယ်ခြင်းဖြစ်တယ်တတိုင်းပြည်လုံးကိုလည်းနော်အဲ့ဒါလိုပဲဥဆောင်တယ်ဒါဖျားသခင်ကိုတိတော်အကျိုးဖြစ်တယ်သူ့ရဲ့ကောင်းစားခြင်းဖြစ်ပါတယ်ကောင်းစားခြင်းဖြစ်ပါတယ်ဓမ္မသစ်ကျမ်းမှာတော့ကျွန်တော်တို့ဒီ နှစ်ပေအခန်းနှစ်ဟမ်ဒုတိယဆောင်နော်နှစ်ပေဒုတိယဆောင်အခန်း၁မှာဖျားသခင်ကိုတည်တဲ့အကျိုးကဘယ်လိုရှိသလဲတဲ့ဒါကိုကျွန်တော်ဖတ်ပြီးတော့နေကောင်းချုပ်ပါမယ်ဖျားသခင်ကို၎င်းငါတို့သခင်ယေရှုကို၎င်းတည်သောညာအဖြစ်ကျေးဇူးတော်နဲ့ညီသက်ချင်းနဲ့တရားများပြပါစေတော့ထိုတော့နဲ့ညီငါတို့ကိုဘုံတကိုးတော်နဲ့ခေါ်တော်မူသောဖျားကိုတည်သောညာအဖြစ် နော်ဘုရားသခင်တိတဲ့ညာတိတဲ့အကျိုးပေါ့ငါတို့ဟာအသက်ရှင်ခြင်းဘုရားဝတ်နဲ့မှုလျော်ခြင်းနဲ့ဆက်ဆိုင်တော့အရာရှစ်တည်းများတို့ကိုဘုရားသခင်တကိုယ်တော်သည် ပေးသနာတော်မူသည်ဟောနော်ဘုရားကတိတဲ့ညာအဖြစ်ဘာကိုပေးတယ်လဲရွှင်ဝယ်စည်းစိမ်ဥစ္စာတွေအတိတ်ကမဟုတ်ပါဘူးလောကီအရာတွေအတိတ်ကမဟုတ်ပါဘူးနော်အဲ့တော့ဘုရားဝတ်နဲ့အသက်ရှင်ခြင်းဘုရားဝတ်နဲ့မှုလျော်ခြင်းနဲ့ဆက်ဆိုင်တော့ အရာရှိသည်များတို့ကိုဘုရားခင်တကောတော်ကပေးသနာတော်မူပြီးထိုတို့အားဖြင့်လည်းအလွန်ကြီးမြတ်အဖိုးထိုက်သောဂရိများကိုငါတို့၌အတော်မူပြီးဂရိတွေအတယ်နော်ဘုရားကိုတိချားဖြင့်ထိုဂရိများကိုအမိပြုတ်၍ငါတို့သည်လောကီတတ်မဲ့ခြင်းအငစ်ကြီးနဲ့ကင်းလွတ်သည်ဖြင့်လောကီတတ်မဲ့ခြင်းအငစ်ကြီးတဲ့ကြည့်နော်လောကီမှာရှိတဲ့အရာတွေကိုကျွန်တော်တို့တတ်မဲ့နေတယ်အဲ့ဒါကအငစ်ကြီး ညစ်ကြဖယားခင်ရှိမှညစ်ပတ်တယ်နော်ညစ်ပတ်တယ်နော်အဲ့တော့တတ်မှတ်ခြင်းအညစ်ခြင်းနဲ့ကင်းလွတ်တဲ့ဖြင့်ဖယားကိုတည်ခြင်းအကျိုးကလောကီတတ်မှတ်ခြင်းအညစ်ခြင်းနဲ့ကင်းလွတ်တယ်ဖယားပဂရီကိုဆက်ဆံရတော့သူဖြစ်နည်းအကြောင်းတည်းထိုတော့အလို့ငါတင်းတို့ဒီယုံကြည်ခြင်းနဲ့တီလကို၎င်းတိလနဲ့ပညာကို၎င်းပညာနဲ့ကမ္မကုံချုပ်တီးခြင်းကို၎င်းကမ္မကုံချုပ်တီးခြင်း၌တီးခံခြင်းကို၎င်းတီးခံခြင်း၌ဖျားဝုတ်ကို ပြုတ်၍မှုလျောချင်းကို၎င်းထိုမှုလျောချင်း၌ညီကိုဆုံမဲ့ချင်းကို၎င်းညီကိုဆုံမဲ့ချင်း၌ချက်ချင်းမြတ်တာကို၎င်းအလွန်ကြိုးစားအားထုတ်ထပ်ဆင့်ကြလော။နော်။အဲ့တော့ဘုရားခင်ပြည့်ချင်းအကျိုးကအဲ့ဒလိုနော်။ဇာတိတည်ပြီးတော့မှဝိညာဉ်ပကတိအကျိုးဖြစ်လာပါတယ်။ဝိညာဉ်အတိတွေတည်လာပါတယ်။ဒါကြောင့်တင်ရစပြီးတော့မှတင်ဟာနော်။ ငါလောက်ကတက်မဲ့ချင်းအညစ်ချင်းနဲ့ငါဘလောက်ကင်းရှင်တယ်လဲဖယားဝတ်နဲ့ငါမှွက်လျော်ရဲဆိုတာဟာလူချင်းတက်မဲ့မှုကြောင့်လားဖယားသခင်ကိုချစ်လို့လားဟောအဲ့ဒါဖယားသခင်ရဲ့တည်တဲ့အကျိုးဘလောက်ကြီးတယ်လဲအဲ့လိုတိုင်းတာပါတယ်ခင်ဗျဟောဘလောက်ကောင်းစားတယ်လဲအဲ့လိုတိုင်းတာပါတယ်ဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှဟောဖယားသခင်ကို သိပါနော်သိဖို့အတွက်ဆိုရင်ဘာလုပ်ရမလဲကျမ်းစာဖတ်ဆုတောင်းခြင်းနဲ့တွားမှာပေါ့ဝိညာဉ်တော်ရဲ့မဆချင်းခံရမှာပေါ့နော်ကျွန်တော်အချိန်တွေကိုဖះအောင်များများပေးရမှာပေါ့နော်နှုတ်ကပတ်တွေများများနားထောင်မှာပေါ့ဒါဆိုရင်ဘုရားသခင်ဒီကိုတိတဲ့အကျိုးနော်ကအဲ့လိုပြုတ်ခြင်းအဖြစ်ကောင်းစားခြင်းရှိလာမယ်အဲ့ဒါကောင်းစားခြင်းကဘာဖြစ်တယ်လဲခုနစီစဉ်ဥစ္စာရဲ့အဓိကမဟုတ်ဘဲနဲ့ ဖရဲအလိုတော်တိုင်းအသက်ရှင်ခြင်းဖျားကေမနစ်တဲ့အရာကိုပယ်ခြင်းဟောနော်ဆင်းရဲငမို့တဲ့သူတို့ရှောင်ရှောက်ခြင်းမှစပြီးလောကီအညစ်အကြေးတတ်မှတ်ခြင်းနဲ့ကင်းလွတ်သွားပြီးတော့မှဝိညာဉ်ပဂရိအတိုင်းအဆင့်ဆင့်တလှမ်းလာမှာဖြစ်ပါတယ်အဲ့ဒါကဖရဲကိုတည်ခြင်းရဲ့အကျိုးဖရဲကိုတည်တော်အကျိုးဖြစ်ပါတယ်ထို့သောဖြစ်ကြပါစေလို့ဆုတောင်းကောင်းခြင်းပေးနေနေကုန်ချုပ်ပါတယ်ဖရဲသခင်နေ့တင်တော်အလုံးကောင်းခြင်းပေးပါစေတော့ Amen.